အကျိုးဆောင်လုပ်ရတာဘာရင်းရလို့လဲလွယ်လွယ်လေးနဲ့ငွေရတာဘာကုန်လို့လဲဘာရင်းရလို့လဲဆိုပြီးတော့လူတွေမြဲတမ်းပဲပြောကြတယ်နောက်ပြီးတော့အကျိုးဆောင်အလုပ်ကိုလွယ်လွယ်လေးနဲ့ငွေရတဲ့အလုပ်လို့လဲယူဆကြတယ်နောက်ပြီးတော့အကျိုးဆောင်လုပ်တဲ့အကျိုးဆောင်လုပ်ကိုအရန်ကြီးပေါ့နော်လူအများစုကအာ အထင်မကြီးကြဘူးပေါ့နော်အအကျိုးဆောင်အလုပ်ကိုအဲ့တော့အကျိုးဆောင်အလုပ်ကလွယ်တယ်လို့ထင်ရင်ပေါ့နော်ဟိုကျမဥပမာလေးတစ်ခုပြောပြမယ်ပေါ့နော်အာကျမအခုဒီပြီးခဲ့တဲ့ရက်ပိုင်းကမြောက်တကုံမှာအနည်းဆုံးပေ20 60အနည်းဆုံးကို3000နဲ့ရမယ်လို့တင်လိုက်တယ်။အဲအဲ့ဒီခါကျတော့ဟလာအာကျမတို့မှာ3000နဲ့နောက်3000အောက်ရော့ရော့နေရာလေးတွေရဲ့အဲ့နေရာမှာကျမက အာသိန်းနှစ်ထောင်ကိုရေးကြည့်ပဲရမယ်ဆိုပြီးတော့ဒီမှာဗီဒီယိုရိုက်ပြီးတော့တင်လိုက်တယ်တင်လိုက်တဲ့အခါမှာနှစ်ထောင်ကိုလာကြည့်ကြတယ်သိန်းနှစ်ထောင်နန်းဆိုပြီးတော့လာကြည့်ကြတယ်အဲအဲ့လိုလာကြည့်တဲ့သူတွေကဘလို့ဟာမျိုးလိုချင်တာလဲဆိုတော့သိန်းနှစ်ထောင်တော့ဟုတ်တယ်ဒါပေမဲ့လူစီတဲ့နေရာရချင်တယ်သိန်းနှစ်ထောင်ပဲသုံးမယ်နော်လူစီတဲ့နေရာရချင်တယ်။ဒါပြီးသိန်းနှစ်ထောင်ပဲသုံးမယ်နော်အိမ်ကောင်းတာတခါတည်းပါချင်တယ်။ အိမ်ကောင်းတာပါခြင်းနောက်ပြီးတော့ကြသိန်း2000ပဲသုံးမယ်တော့ပတ်ဝန်းကျင်တန်လာမှလို့ချင်ပတ်ဝန်းကျင်တန်မှလို့ချင်နောက်သိန်း2000ပဲသုံးမယ်ရက်ွက်ရဲ့အပေါ်ချမ်းအဝင်ထွက်နှီးတဲ့နေရာပဲလို့ချင်အဲနောက်ပြီးတော့ကြတော့တိတ်2000ပဲသုံးမယ်။ခရံခွဲစိတ်ပြီးသားမှလိုချင်တယ်။ခရံခွဲပြီးအမိဘောက်ကိုယ်တိုင်ကရောင်းတာမှလိုချင်တယ်။ဆိုတော့ကြတော့ဟိုကျမတို့ရဲ့အလုပ်ကအာတာဝရိန်သာနဲ့ငရဲပြည်နယ်ကို join ရတယ်လို့ပဲ အရန်ကြီးလွယ်တယ်ထင်တယ်ဆိုလို့ရှိရင်အဲနည်းနည်းပေါ့နော်တကယ်သဘောပေါက်သွားအောင်နည်းနည်းလေးဝင်လောက်ကြည့်ကြဖို့ဒီဗီဒီယိုလေးနဲ့ ေါ့နော်ဟိုတိုက်တွန်းခြင်းနဲ့ပေါ့နော်အာတကယ်အင်ချမ်းမြေလောက်ကလွယ်လွယ်လေးပါသူကလေနဲ့ပဲရင်းစားနေတာအမာရင်းမစိုက်ရတာမဟုတ်ဘူးဆိုတဲ့သူတွေနော်နည်းနည်းလေးသဘောပေါက်သွားအာဒီအလုတ်ကိုအများကြီးမဟုတ်ဘူး6လလောက်ဝင်လုံးကြည့်ပါပေါ့နော်အာဆိုတော့ဟုတ်လားကျမတို့ရဲ့အလုတ်ကသဘောတရားကတာဝရင်သာနဲ့ငရဲပြည်နဲ့ကို join ရတယ်လို့ပဲပေါ့နော်အာအယောင်းကလည်းဈေးကိုအင်တန်မှရခြင်းတယ်အင်တန်မှရခြင်းတယ်အယောင်းက လား9000လောက်ပဲဖွင့်သင့်တဲ့နေရာကို9000ဖွင့်တဲ့သူနဲ့เนาะ6000လောက်ပဲဖွင့်သင့်တဲ့နေရာမှာ1000ကျွဲလောက်ဖွင့်တဲ့သူနဲ့เนาะအယောင်းနေဘက်ကလည်းနောက်အဝဲရလည်းเนาะအဝဲရဘက်ဆိုင်ကလည်း6000လောက်တန်တဲ့နေရာကို4000လောက်ပဲပေးခြင်းတဲ့သူနဲ့เนาะနောက်ပြီးတော့ကျတော့ဒီ၄00လောက်တန်တဲ့နေရာကို၃00လောက်ပဲပေးခြင်းတဲ့သူနဲ့အဲ့ဒီလူမျိုးပေါ့နော်စက်ကျင်ပဲ direction ပေါ့နော် เนาะဟိုတကယ်ကိုပဲဟလာအချက်ကိုပြေးနေတဲ့ direction နဲ့အောက်ကိုဆွဲချနေတဲ့ direction နှစ်ခုကိုတနေရာမှာတက်အောင်ဆွဲပြီးတော့တက်ရတဲ့အလုပ်ကဒီအကျိုးဆောင်တွေရဲ့အလုပ်ပါအဲ့ဒါကြောင့်အကျိုးဆောင်တွေရဲ့အလုပ်ကိုလွယ်တယ်လို့ယူဆရင်ကိုယ်တိုင်လက်တွေ့ဝင်လို့ကြည့်ပြီးမှမှန်တယ်သူတို့အလုပ်ကလေပဲရင်းလို့ရတာလွယ်လွယ်လေးရဲ့လို့ဆက်ပြီးတော့ပြောနိုင်အောင်လက်တွေ့လုပ်ကြည့်ပါလို့ဒီလိုလေးနဲ့ပြောချင်ပါတယ်